တောင်ကိုရီးယားနိုင်ငံအရှေ့ပိုင်းနှင့်အရှေ့တောင်ပိုင်းပြည်နယ်များတွင်လက်တလောလောင်ကျွမ်းနေတဲ့တော်မီများကြောင့်၎င်းဒေသများတွင်ကုညီကေဆေးရည်နှင့်ပြည်လဲထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်1.3ဘီလီယံလှူဒန်းမယ်လို့ Samsung လုပ်ငန်းစုက match လ26ရက်နေ့မှာကြေညာလိုက်ပါတယ်။အဲဒီလှူဒန်းငွေများကိုကိုရီးယားတချင်ကြီးအသင်းကြီးမှတဆင့်အထူးသဘာဝဘေးစုံများဖြစ်တဲ့တောင်ချောင်းဆန်ပြည်နယ် မြောက်ကြောင်စံပြည်နယ်တွင်းရှိဒေသများသို့ခွဲဝေထောက်ပံ့သွားမှာဖြစ်ပါသည်။လူရန်ငွေအပြင်စံစောင်းလုပ်ငန်းစုကကယ်ဆေးရေးခါပစ္စည်းအစုံတစ်ထောင်နဲ့ဘေးလွယာတိတ်ဆောင်လာသူများအတွက်ရက်ပြင်းတဲ600ပါလှူဒန်းပေးသွားမှာဖြစ်ပါသည်။တောင်ကိုရီးယားတွင်တဘာဝဘေးကြောက်တဲ့အခါစံစောင်းကယခုကဲ့သို့လှူဒန်းလေးရှိပြီး2023ခုနှစ်နဲ့2024ခုနှစ်တွင်တော်မီများလောင်ခဲ့စဉ်ကလည်း1.3ဘီလီယံစီထောက်ပံ့လှူဒန်းခဲ့ပါသည်။ တော်မီဆလောင်ခဲ့တဲ့မက်ချ်လာ22ရက်မှစတင်ကမက်ချ်လာ26ရက်ထိတည်ဆုံးသူ24ဦးရှိလာပြီဖြစ်ကောင်း20ကျော်တန်ရာရထားပြီး2800နီးပါးဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရပါတယ်။တည်ဆုံးသူအများစုက အချိန်မီမထွက်ပြေးနိုင်ကြတဲ့တကြီးပိုင်းများဖြစ်ပါတယ်။